ရင်ဆုံးပြနာမည်ကိစ္စစပြောမယ်နာမည်ကိစ္စကအခုမှဟို iPhone series number နဲ့တူအောင်ပြောင်းတာမဟုတ်ဘူးသူကဟိုးပထမတစ်ချိန်လည်းပြောင်းလဲခဲ့ဘူးလေ Xiaomi 6ထွက်ပြီးခဲ့တော့ Xiaomi 7ဆိုပြီးမထွက်ခဲ့ဘူးအဲတော့ iPhone 8ပေါ့ဗျာ iPhone 8ထွက်တဲ့အချိန်10လို့ iPhone 10ပေါ့ cross 10ပေါ့နော် cross 8ဆိုပြီးတော့ iPhone 8လည်းထွက်ခဲ့တယ်အဲ့တော့ number 8ကနန်းနဲ့8လည်းထွက်ခဲ့တယ်အဲ့ဒီအချိန်မှာ Mi 8ဆိုပြီးတော့ပြောင်းခဲ့တယ်လို့အဲ့တော့ ကျွန်တော်နှစ်ပူးကြီးမှာယူဆူဆူ North အကြီးနဲ့ Mi 8ဆိုတဲ့ဖုန်းလေးထွက်တယ်။အဲတော့ကတခါနံပါတ်ပြောင်းတယ်ပေါ့နော်။အခုနာမည်က17 Pro Max တို့17 Pro တို့စံပင်းလို့ဆိုပြီးတော့အားလုံးပြောင်းသွားတာတော်တော်များများလဲဒီအကြောင်းနေ line ပေါ်မှာပြောထားတာဆိုတော့ပွားထားနေပြီဆိုတော့အထွေထူးပြောစရာလုံးဝမထင်ဘူးအဲ့ကောင်ကလည်းကျွန်တော်တို့တီးပြီးသားနေလိမ့်မယ်အဲ့တော့17 17 Pro 17 Pro Max ဖြစ်သွားတယ်ဒါပေမဲ့တကယ်တမ်းအရင်နှစ်တရားနဲ့ရှင်လိုက်ရင်အရင်နှစ်က15နဲ့ရှင်ရင် Xiaomi အဲ Xiaomi 15 Pro ဆိုပြီးထွက်တယ်ဟိဆိုရင် Xiaomi 17 Ultra ကရှိလိမ့်မယ်အခုလာတဲ့ပုံစံအကြတော့ကျွန်တော်တို့ Xiaomi ရဲ့ base model ရိုးရိုးဒီကျွန်တော်တို့ Xiaomi 17ဖြစ်သွားတာပေါ့နော်အဲဒီကောင်လေးเนาะ Xiaomi 17ဖြစ်သွားတယ်ရုပ်လေးနည်းနည်းဆိုးသွားတယ်ကင်မရာဘန်းကတော့ကျွန်တော်ကျွန်တော်အနေနဲ့ဆိုရင်ကင်မရာဘန်းကကျွန်တော်ဘယ်ဟာကိုပိုကြိုက်တုံးဆိုတော့ Xiaomi 14ရဲ့เนาะ Xiaomi 14တို့13တို့ကင်မရာဘန်းလေးကပိုလှတယ်လို့စိတ်ခံစားရတယ်အခုထွက်တဲ့17ရဲ့ကင်မရာကတော့ မြင်တဲ့အတိုင်းပါပဲเนาะ17ရဲ့ကင်မရာဘန်းကတော့မြင်တဲ့အတိုင်းပါပဲအဲ့လိုကြီးဖြစ်သွားတယ်။ဘာနဲ့သွားတူလို့ဆိုဟိုးအရင်တော့ထွက်ခဲ့တဲ့อืมသူက rain นี่ပေါ့เนาะကင်မရာကင်မရာအောက်ဆိုးတွေကိုအပြင်မှာထုတ်လိုက်တာဖြစ်တဲ့အတွက်ကပုံစံတမျိုးဖြစ်သွားတာဗျာပြူးပြူးကြီးဖြစ်သွားတာအဲ့တော့အာကင်မရာဘန်းကြီးကဈေးပေါ်တယ်လို့ခံစားရတယ်။ကျွန်တော်ပါဇင်နေရဆို 15T Pro ကကင်မရာဘန်းကတော့17ရဲ့ကင်မရာဘန်းတက်လှသေးတယ်။ အဲ့တော့ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့အကုန်လုံးကဟိုဒွိဟဖြစ်ပြီးမွေးစရာရှိတာဟုတ်ပြီကျွန်တော်တို့က Xiaomi 15 TC ဆီရီထွက်တယ်17နဲ့ဘယ်ဟာပိုကောင်းလဲမင်း17ကအခု2025နှစ်ကိုမိုင်2026အတွက် Xiaomi ရဲ့အကောင်းဆုံး flagship phone တွေဖြစ်မှာပါပါဝင်တဲ့ SoC တွေကင်မရာ sensor တွေဒီခင်ဗျားတို့တနည်းမေးဆက်ခဲ့တဲ့ global version Xiaomi 15T Pro ထက် T Pro ထက် 17O 17 Pro ရော17 Pro Max ခေါ်တာအများကြီး ကောင်းပါတယ်အာတူတူကြကြအနေနဲ့ဆိုရင် Xiaomi 17 series မှာလည်းစင်ဆာပြောင်းသွားပါပြီစင်ဆာကအရင်လိုနိုင်ဟန်ဒရက်မဟုတ်တော့ဒီနှစ်တော့950ပြောင်းသုံးပေးထားတယ်အာကျွန်တော်တို့ Lighthander 950စင်ဆာကိုသုံးပေးထားတယ်အဲ့တော့စင်ဆာက 14တို့13တို့တက်စာရင် main sensor ကောင်းသွားတယ် telephoto lens 6p lens ပါမယ် alpha wide lens ပါမယ်အကုန်လုံး50 megapixel ပဲထူးထူးခြားခြားအနေနဲ့သတ်မှတ်ထားရမှာဒီနေ့အဲ Xiaomi 17 series အားလုံးဒီ selfie camera 50 megapixel ကိုတုံးထားတယ်အဓိကကွာသွားတဲ့နေရာတွေမှာ pro နဲ့ pro max ကပိုပြီးတော့အဲ sensor ပိုကောင်းတဲ့ 950r ပေါ့နော် light light hunter 950r ကိုတုံးပေးထားတယ် telephoto lens ကတော့ အကောင်းဆုံးကထုံးစံတိုင်းပေါ့ဗျာ Pro Max ဖြစ်တဲ့ Samsung Pro Max ကတော့အဲကင်မရာ sensor telephoto lens အကောင်းဆုံးရတာတော့ zone optical zone 5x နဲ့ပေါ့နော်5 times 50ရှင်းလို့ရတဲ့ optical zone ရမယ်ဟို Xiaomi 7 17 Pro မှာဆိုရင်လည်းတူတူပဲ 5x zone ပဲရမယ်ဒါပေမဲ့ sensor size ပါညာတော့အနည်းငယ်သေးတယ်ဒီကောင်တွေကဒါဒီကောင်ရဲ့ဖွဲ့စည်းပုံရဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ပြောပြောနေကြ 6P lens ပေါ့နော်ဒီကောင်က 6P lens ကိုအာသူက one glass ပေါ့နော် glass ခုနဲ့ plastic lens 6ခုခံပြီးတော့ပုံရိပ်အီသေးကိုကြည့်အောင်လုပ်တာဒါက Xiaomi 17 series ရဲ့ camera setup ပါဒီကောင်ကကျွန်တော်အခုနကပြောတဲ့17 pro max ရဲ့ camera setup ပါ17 pro max ကကျွန်တော်တို့ light hander 950 image sensor ကိုသုံးထားတယ်ဒီကောင်ကကျတော့ဒီမဲ့ camera sensor လေးကိုတိကျကြည့်ရင်တွေ့ပါလိမ့်မယ်သူ telephoto lens က periscope structure နဲ့တိဆောက်ပေးထားတဲ့ပုံစံသုံးပေးထားတယ်50 megapixel ultra wide lens နဲ့50 megapixel ပဲထုံးစံတိုင်းပေါ့နော်ပုံကြီးကတော့ Leica collect လုပ်ပေးထားတာဖြစ်တာအတွက်ကတော့ပိုကောင်းမယ်ပေါ့ဒါကကျွန်တော်တို့ Xiaomi 17 Pro Max series မှာရနိုင်တဲ့ color တွေအစိမ်းရမယ် purple ရယ် white ရယ် black ရယ်ဆိုပြီးတော့၄မျိုးနဲ့ဝယ်လို့ရနိုင်တယ်เนาะဒီကောင်ကဒီကောင် set up ကကြတော့ဒါ17 Pro Max Xiaomi 17 Pro Max မှာတုံးထားတဲ့ camera sensor set up ကိုတုံးပေးထားတာဖြစ်ပါတယ် နော် Leica Samsung ရဲ့ high speed lens ကိုသုံးထားတယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့ဗျာနော်ဒါကသူ့ရဲ့ telephoto lens ကို periscope stretcher နဲ့တိစောက်ပေးထားတယ်ပို့ပြီးတော့ zone ကြီးကြီးကြီးပြင်းပြင်းပြပြတသားဆွဲလို့ရအောင်လုပ်ပေးထားတယ်ပေါ့ဗျာအကျဉ်းအဖြစ်ပြောရရင်တော့နောက် series တစ်ခုလုံး17 17ဝယ်ဝယ်17 pro ဝယ်ဝယ်17 pro max ကိုပဲဝယ်ဝယ်ရေစိမ်းခံနိုင်တဲ့ဖုန်းဖြစ်ပါမယ်။နောက ဒါ selfie camera ပေါ့နော်50 megapixel selfie camera ပါမယ်အဓိကဒီနေ့တစ်ခုလုံးရဲ့ changes အနေနဲ့ပြောင်းလဲသွားတာခင်ဗျားတို့နောက်က magic best screen ပေါ့နော်ဒီနောက်ဖက်ကြောဘက်ကြီးမှာ best screen ထည့်ပေးလိုက်တာဟာပိုကောင်းလာတယ်လို့ပိုကောင်းလာတာမဟုတ်ဘူးပေါ့ဗျာပို innovative ဖြစ်တယ်ပဲပြောမလားတချို့ကြတော့လည်းလိုအပ်တယ်ထင်မယ်တချို့ကြတော့လည်းမလိုအပ်ဘူးထင်မယ်ကောင်းတဲ့အရာတွေရှိပါတယ်เนาะမလိုဘဲနဲ့ကြော်ညာနေနဲ့ထည့်ထားတဲ့အရာတွေလည်းရှိပါတယ်အဲ့ဒါလည်းပြပေးပါမယ်ဒီနေရာမှာ battery ကအကြီးဆုံးက 17 Pro Max ကအကြီးဆုံးပါ8500 mAh silicon carbon battery ကိုထည့်ထားတယ်အဲ့ဒါကိုတော့သူကကျွန်တော်တို့ဗျာလောလောဆယ်ထွက်ထားတဲ့ iPhone 17 Pro Max တဲ့သူဟာပော့တယ်ဆိုပြီးတော့ကြော်ညာသွားတယ်เนาะဒါပါအဲ့ဒါတော့သူတို့ကြော်ညာတယ်ခင်ဗျားတို့ပြီးတော့မှဝင်ကြည့်ကြည့်ရင်ကျွန်တော် link အသေးစိတ်ချပေးမယ်အနောက်ထပ်ကကြတော့ဒါကျွန်တော်တို့17 Pro Max နဲ့17 Pro မှာတုံးထားတဲ့ image sensor သည်950 oh image ဆိုတော့ light handler sensor အစ်စ်ကိုတုံးပေးထားတယ်ဒီကောင်က site ကတလက်မပတ်လည်နီးပါးတော့ရှိရေပေါ့ဗျာ sensor site ကြီးอ่ะเนาะ dynamic rate ကောင်းကောင်းနဲ့ပုံရိပ်တွေရိုက်လို့ရမယ်ဆိုပြီးတော့ပြောထားတာရှိပါတယ်17 series တစ်ခုလုံးဒီ100 watt နဲ့အာသွင်းရမယ် watt 100နဲ့အာသွင်းလို့ရမယ်အာ wireless charging ဆိုလဲ50 watt ရမယ်ပေါ့ wireless charging 50 watt ရမယ်ဒါကပုံတူညီချက်ပါ translate လုပ်လိုက်ပြီးဟိဆိုရင်เนาะဒီမှာမြင်နေတိုင်း 6.3 inch နဲ့ပေါ့နော်အသေးစိုက်ပေါ့ဗျာ combat ဖြစ်တဲ့ site ကိုလိုချင် sampling pro ကိုပဲဝယ်ဝယ် sampling ကိုပဲဝယ်ဝယ်ဒါ6.3 inch ကျွန်တော် display ကိုသုံးရမယ် Xiaomi sampling ကိုဝယ်တဲ့ဟိတ်ဆိုရင်တော့ OLED panel ပါနော်တော်ဒီမဲ့ OLED flexible screen ဆိုပြီးတော့ရေးထားတာတွေ့ပါလိမ့်မယ်ခဏလေးမြင်လားတော့မသိဘူးနော်ဒီမှာ OLED OLED panel ကိုသုံးရမယ် sampling pro မှာဆိုရင်တော့ AMOLED ဖြစ်သွားမယ်နော် fingerprint ကတော့ 3D ultrasonic fingerprint ကိုသုံးပေးထားတယ်။ဒိုတက်လာလာမင်းရင် Xiaomi 17 series က battery တော့ share ကြီးသွားတယ်။ 9000mAh ဖြစ်သွားတာဖြစ်တဲ့အတွက် compact size ကင်တဲ့ဖုန်းတွေထဲမှာ battery အခမ်းနိုင်ဆုံးအကောင်းဆုံးဖုန်းဖြစ်နိုင်တယ်17 pro မှာကြတော့ तू ကဘယ်လိုဖြစ်သွားတော့ဆိုတော့17ကိုပေါ့နော် Xiaomi 17ကိုနောက်က camera band ပြောင်းပြီးတော့ magic band screen ပါတယ် version ကွန်ဘတ်ဆိုက်ပဲအဲ့တော့ယောက်ျားလေးတွေနဲ့အာ Pro CV ဟိုဟိုလက်တကင်စာလေးကြစ်ကြစ်လက်လက်ဂိုင်းကျင်နေပါညာဆိုရင် မိုက်တယ်နော်လက်တကင်မကြိုက်ဘူးကြီးကြီးကြိုက်တဲ့သူကတော့ Pro Max သွားပါဗျာနော်အဲ့တော့အဲ့ကောင်ကမိုက်တယ်ကျွန်တော်ပြောတဲ့ information ဒီအခုဟာတွေအားလုံးဒီမားစရာအကြောင်းမရှိပါဘူးဘာလို့မားစရာအကြောင်းမရှိအောင်ဆိုတော့ Xiaomi ရဲ့ official တရုတ် website ကနေကြည့်ဟိုကြည့်ပြီးတော့ခင်ဗျားတို့ပြောပြနေတာပါအဲ့တော့ဒီမှာမြင်တဲ့အတိုင်းဒီကောင်မှဆိုရင်ကျွန်တော်တို့က AMOLED ကိုတုံးထားပါတယ်ကျွန်တော်တို့ပေါ့နော် mirroring mirroring phone တွေ ကျွန်တော်တို့ advancing လုပ်တဲ့အချိန်ဆိုလည်းအမြင်ပြောတယ်လေအဲကျွန်တော်တို့က तू ကရှောင်းမီရရှင်းနေအဟိုသူ့ပန်နေက MOLED ဆိုရင်သူ့ရဲ့အဲဒီ parameter page မှာသွားကြည့်ရင် MOLED လို့ရေးပေးထားတယ် MOLED လို့မရေးထားရင်သိကြတယ်ဒီကောင်တွေက OLED သုံးထားတာဒီကောင်မှာဆိုရင်ကျွန်တော်တို့17 Pro က17တဲ့ကောင်တဲ့အချက်က MOLED ပန်နေကိုသုံးထားတယ်နောက် best screen ကတော့ဒီကောင်က2.7 inch ပေါ့နော်2.8လက်မှာပဲ screen လေးနည်းနည်းလေးတော့ပိုသေးတာကိုတွေ့ရမယ် ဘက်ထရီကဒီကောင်ကသေးသွားတယ်6300 mAh ဘက်စကရင်လည်းပါတာဆိုတော့အနည်းနဲ့များအဘက်ထရီအားကတော့17လောက်တော့ခန့်ကျင်မှခန့်လိမ့်မယ်နောက်က magic back screen ရဲ့ p brightness က3500 nit ရတယ်လို့သူက LDPO display ကိုသုံးမိထားတာဆရာအဲ AMOLED LDPO display ဆိုတော့1 to 1.8 Hz ဆိုတော့ battery ဟို battery အရန်စားမှာပူစရာမလိုဘူးနောက် DC dimmer နေဘာညာအကုန်လုံးပါတယ်လို့အဲ့ကောင်မှပါတဲ့ feature တွေကကျွန်တော်ပြီးရင် video ပြပေးမယ် error မှာကြည့်လိုက် ဒါ loss တွေကတော့17 pro မှာလေ 3D ultrasonic fingerprint အားနည်းသွားတာတော့ကိုက17 pro ကိုကင်လိုက်မယ်ဟိဆိုရင်6300 mAh battery နဲ့ပဲကျွန်တော်တို့ကသုံးရမယ်ပိုကောင်းတာကဒီကောင်းရဲ့ camera system ကကြတော့ဒီကောင်းကပါလာတဲ့ telephoto lens က periscope ပေါ့နော် floating periscope နည်းပညာသုံးထားတယ်ဆိုပြီးတော့ပြောထားပါတယ်နော်ဒါပေမဲ့ sensor site ပညာပြန်ချိန်လိုက်တယ်ဟိဆိုရင်တော့တူတက်ပိုကောင်းတာကတော့17 pro max ကတော့ဈေးကြီးဆုံးပိုကောင်းဆုံးဖြစ်ပါလိမ့်မယ် ကျန်တာတော့ကျွန်တော်တို့မကြခင်လေဒီကောင်းကြီးကမြန်မာပြည်ကိုဝင်มาပါမြန်မာပြည်ကိုမကြခင်ရောက်လာมาပါเนาะအဲ့တော့ကြာတော့เนาะဘက်ထရီက6300 mAh အဲ့တော့ကြာတော့မှအသေးသေးခင်ဗျားတို့တွေ့ပါလိမ့်မယ်အခုကတော့ကျွန်တော်တို့ကလည်းဟို recap လုပ်ပေးပါဆိုတော့ recap လုပ်မဲ့အတူတခါတယ် live stream မှာ Note 15 series ကိုပြောသလိုပြောပေးသွားတာပါ Now ပါတဲ့ speaker တွေအားလုံးကလည်း Dolby Atmos တွေ support ပေးมาပါเนาะဒါကကျွန်တော်တို့အဲ Xiaomi 17 Pro မှာပါတယ် feature တွေပါ SOC ကမပြောဘူးဆိုတာ Snapdragon 8 Elite Gen 5เนาะအကုန်လုံး8 Elite Gen 5ကိုတုံးထားတာပါဒီကောင်းနေအားလုံးကဟို refresh rate ကတော့120 Hz နဲ့ပဲအလုံးလောက်တာ peak brightness ကတော့3500 nits ရတာအားလုံးအတူတူပဲဖြစ်ပါတယ်เนาะဒီမဲ့ back screen ကတော့ Xiaomi 17 Pro မဲ့ဖြစ်သွားရင်ပိုကြီးသွားပြီ2.9 inch low power super sunlight screen ကိုတုံးပေးထားတယ်ပေါ့ဗျာ LTP ကိုပါတယ်အဲ့တော့ခင်ဗျားတို့1 to 120 Hz အလိုတရား refresh rate ကိုချိန်ကြီးပြင်မယ်ဒီကောင်က1.9ဆိုတော့ နည်းနည်းလေးနောက်ဖက်ချန်စကရင်ကပိုကြီးသွားမယ်။အော်ပြောဖို့မိနေတာကအာ Xiaomi 70 series တစ်ခုလုံးမှာမျက်နှာပြင်အကျန်းခံမှုအတွက်ကသူ့ရဲ့ Dragon Crystal Glass 3.0ကိုသုံးမိထားတယ်ဆိုပြီးတော့ကြော်ညာထားတာကိုကျွန်တော်တို့တွေ့ပါတယ်အကျန်းခံနိုင်ဆိုပြီးတော့သူရေခဲပြင်မှာ skate စီးပြီးတော့ကြော်ညာတာသူ့ရဲ့ launch မှာ launch မှာပြသွားတာပေါ့နော်။နောက်3 error sonic fingerprint ကိုသုံးပေးထားတယ်။နောက်ထပ်ကကျွန်တော်တို့အာ ဒီမှာ battery အကြီးဆုံးပဲ9500 mAh ဆိုတော့ share ခံလိုက်မယ်เนาะ9500 mAh ဆိုတော့တော်တော်ခံနိုင်တယ်ဒီတစ်ခုလုံးကိုထိန်းသွားတာ magic bus screen ပါတာတစ်ခုတည်းပဲထိန်းသွားတယ်လို့ပြောလို့ရမယ်အရင်အဲကင်မရာဘိုင်းနဲ့ပတ်သက်ပြီးဝိုးကနေဝါကနေဆိုတာထက်ခင်ဗျားတို့ကိုနောက်မှာ LCD လေးတစ်ချက်ဟော LCD မဟုတ်ပါဘူးရော AMOLED display လေးတစ်ချက်ထည့်ပေးလိုက်တော့အဲလိုရတဲ့အတွက်ဆိုရင်တော့ကောင်းပါပေါ့နော်ကောင်းတဲ့အကြောင်းအရာတော့ပြီးမှပြောမယ်ဒါသူ့မှာပါဝင်တဲ့ feature တွေပေါ့နော် Xiaomi HyperOS 3နဲ့တုံးရမယ်ဒါကသူ့ကြော်ညာပါနောက်က Magic Bell Screen နဲ့လာတယ် Samsung Pro Max လာတာတော့တော်တော်လှတယ်အကုန်လုံးရဲ့ဒီဇိုင်းကဒီလေးဘက်ပေါ့နော်ဒီတောင်းအချိုးကွေလေးတွေကတေချာချိုးပေးထားတာဖြစ်တဲ့အတွက်လက်ထဲမှာ hand grip ကင်လို့ပြုလို့ကောင်းအောင်လုပ်ပေးထားတာတော့တော်တော်မိုက်တယ်။ဒါကကျွန်တော်တို့သူ့ရဲ့ personalization ထဲမှာ magic bell screen မှာသုံးလို့ရနိုင်တဲ့ feature တွေတချင်းနှားထောင်းတာတွေနောက်ပြီးရင်ကျွန်တော်ဖုန်းအဝင်ထွက် call တွေပြောလို့ရတာ ါကတော့ဒီမယ်ပေါ့နော်ဒီကောင်ကျွန်တော်တို့ copy လုပ်ပြီးတော့နောက်မှာစာအနေနဲ့ကိုစိတ်ကြိုက်လေဖန်တီးလို့ရတယ်။ကျူဟာကုတ်ကို နောက်မှာတင်ပေးထားလို့ရတယ်။အနောက်ဒါကတော့ဒါဟိုသူကျွန်တော် website လို့ social media မှာတွေ့တဲ့ပုံကို magic bus screen မှာတုံးကျင်နေဟိဆိုရင်လည်းတုံးလို့ရတယ်လို့ပြောတာပါ။ဒါကျွန်တော် game ဆော့လို့ရမယ်။အကုန်လုံး12 bit panel တွေပါ12 bit panel တွေပါ Pro series အားလုံးဒီ AMOLED 12 bit panel တွေကိုပဲတုံးပေးထားတာပါ နောက် 8L ဒါကကျွန်တော်တို့ cooling area 9533 mm2 ရှိတဲ့ထုံးစံတိုင်းပေါ့နော် paper chain cooling system တော့ထည့်ပေးထားပါတယ်အပူထိန်းတာပါညာတော့ကျွန်တော်တို့အပြင်မှာဆန်ပြီးမှပဲတိကျသိနိုင်မယ် battery 9500 mAh ပါမယ်ဒါသူ့ camera setup ပါကျွန်တော် ပြပြီးသားပေါ့နော်ဒါဂျုံလို့တခါတယ်အကုန်လုံးကိုပြန်ပြီးတော့ပြပြီးသွားတာပါအဲ့တော့ဒါသူကျွန်တော်တို့ unboxing unboxing လုပ်ထားတဲ့ဟာပေါ့နော်သူ unboxing လုပ်ထားတဲ့ဟာကိုကျွန်တော်တွားပြီးတော့ ခင်ဗျားတို့ကြည်လို့ရအောင်ယူလာတာဒါကတော့ထွေထူးဖြစ်တော့ unboxing ကတော့ဟောကျွန်တော်ဘာမှပြောစရာလိုမယ်မထင်ပါဘူး UI ဘိုင်းကတည့်ရတဲ့အတိုင်းပေါ့ဗျာဒါခုဘက်ကသူက17 Pro Max နဲ့17 Pro Max နှလုံးပေါ့ဗျာ Xiaomi နဲ့ Apple နဲ့အဲကျွန်တော် UI US UI တွေကစင်နဲ့တူတယ်ဆိုပြီးပြထားတာ S25 Ultra ရဲ့8 Ali နဲ့8 Ali Gen 5 Performance Block Squadron ဆိုတာတိုင်းထားတာအပြည့်အစုံကတော့အဲ့ဒီကျွန်တော် Mr. Who the Boss ဆိုတဲ့ page မှာသွားပြီးတော့ရှာပြီးတော့ကြည့်လိုက်ပါသူတင်ထားပါတယ် ူတင်ထားပါတယ်เนาะကျွန်တော်တို့ကျွန်တော်ကတော့ဒီမှာเนาะဒီမှာစာရင်းလေးထိုးပေးထားတယ်သူရှီကခင်ဗျားတို့ကြည့်လို့ရအောင်နမူနာယူလာတာပါဒါ personalization နဲ့မှာ magic bus screen ကိုအဲ့လိုမျိုးလုပ်လို့ရတာသူက magic bus screen ကိုစိတ်ကြိုက်အကြောင်းလေးပြောင်းလို့ရတယ်မိုက်တယ်เนาะအဲ့တော့ဟိုဖုန်းအသစ်ဆန်းပါပြီးကလိချင်တဲ့သူတွေဆိုရင်တော့အကြိုက်ပဲเนาะ အဲ့တော့အဲ့လို feature တွေအကုန်လုံးလို့ရတယ်။နောက်အဲ့မှာကိုပုံကို animation လို့ဒီအကုန်လုံးဟိုဟာပြောင်းလို့ရတယ်ပေါ့နော်။နောက်တချင်းနားထောင်လို့ရမယ်။ timer ကိုသဘောကျတာ။အဲ့တော့ timer ကိုနောက် magic bus screen မှာပြောင်းသွားပြီဟိဆိုရင်အဲ့လိုလေး။နော်။အဲမိုက်တယ်မိုက်တယ်။ဟိလိုအဲ့လိုလေးတုံးလို့ရတယ်။ဒါကျွန်တော်ဟိုတနေ့ကပြောတဲ့ hyper os မှာဗျာ။ swipe လုပ်လိုက်တဲ့ဟိဆိုအောက်ကိုကြီးလာတာ။ဒါသူတို့ရောင်းမဲ့ကာပါပါ။အဲ့ကာပါတက်လိုက်တဲ့ဟိဆိုရင်ဖုန်းကအလိုလျောက်တည်ပြီးတော့ခင်ဗျားတို့အဲ့မှာ ဒိန်းစောလို့ရပါတယ်။နော်ဂိန်းစောလို့ရပါတယ်။နော် angry bad တွေပါတယ်အဲ့ကောင်ကတော့ကျွန်တော်အမြင်ပေါ့နော်ဟိုကျွန်တော်အမြင်ကတော့အဲ့ကောင်ကတော့ကျွန်တော်စိတ်ထင်မှာအပူလို့ပဲထင်နေကြာအပူလို့ပဲထင်နေဆိုတာဟိုလူမဟုတ်ပါဘူးဟောဘယ်လိုပြောမလို့ဒီဒီကောင်ကြီးကပါလာတယ်ကျွန်တော်တို့စောဖို့အတွက်ဆိုရင်ကတော့ဒီလောက်ဆွမ်းဆောင်ရင်ကောင်းတဲ့ SOC ပါတယ်ဖုန်းရှိနေပါဗျာအဲ့ gain တော့ဆော့ဖြစ်မယ်တော့မထင်ဘူးပေါ့နော်ကျွန်တော်ဆိုရင်သူကတော့ပါတယ်လို့ပြောလို့ကောင်းအောင်လို့ထုတ်ထားလာတော့မပြောတတ်ဘူး တော့နော်နောက်တစ်ခုပါကင်မရာဘိုင်းမှာအဲ့သူကင်မရာဘိုင်းမှာဗျာကျွန်တော်တို့တီးထားတာကအဒီကင်မရာဘိုင်းမှာဆိုဗျာသူကတီးထားတာအပေါင်းဆိုတော့အဲ့ရှေ့နောက်ချိန်ဖို့အတွက် swipe လုပ်ပြီးတော့ချိန်ရတာအလွယ်တကူချိန်လို့မရအောင်နောက် magic back screen ကိုတုံးခြင်းလဲတုံးလို့ရတယ်နောက်အဲ့ကနေဓာတ်လိုက်ပေါ့နော်အဓိကဒီ magic back screen ရဲ့ကောင်းတဲ့ချက်ကပါဝင်တဲ့ rear camera တွေကိုအပြည့်အဝတုံးတုံးချလို့ရတာသူရဲ့ video မှာတွေ့ကြည့်ပါ အာ तू ကဒီမဲ့ 8K ဗီဒီယိုလုံးဝเนาะကျွန်တော်တို့ကဟို selfie ကို 8K ဗီဒီယိုရိုက်လို့ရတာတို့နောက် portrait mode တွေကို share ရိုက်လို့ရတာတို့အန်တူအဲမှာရှိပါတယ် तू ကလည်းအရှိကြီးခင်ဗျားတို့ရှင်းပြပါလိမ့်မယ်เนาะအဲ့မှာတွေ့ကြည့်ပါဒါကတော့ဟိုကျွန်တော်တို့ကဒီခင်ဗျားတို့ကို magic bag screen ပါလာတယ်ဘယ်လိုလုပ်လို့ရအောင်ဆိုတာပုံတွေကိုပုံတွေကိုကြည့်ပြီးပြောလို့မရတာဖြစ်တဲ့အတွက်ဒီ Mr. Who's the Boss Space ကအဲ့သူ့ channel ရဲ့ video ကိုကျွန်တော် cut လုပ်ပြီးတော့နမူနာပြလိုက်တာပါအဲဒါလောက်ဆိုရင်တော့ ဟို17 Pro လို့ Pro Max 2ရဲ့အပူကောင်းလာတဲ့အချက်တွေကိုမြင်ပြီလို့ထင်ပါတယ်အဲ့တော့အာကျွန်တော်အနေနဲ့ပြောရရင်ဗျာကျွန်တော်အနေနဲ့ပြောရရင်တော့ပါလာတဲ့အထဲမှာပူကောင်းလာတာကဘာပူကောင်းလာတာလဲဆိုတော့အာဒီကောင်းဒီမှာနောက်က best screen ပါလာတာဒီကင်မရာရဲ့ပို့ရပါတော့ rear camera တွေကို selfie အနေနဲ့အသုံးချဖို့တတ်တော့အယမ်းမိုက်သွားတယ် channel feature တွေအနေနဲ့ကတော့ကျွန်တော်ကတော့တိတ်ပြီးတော့သဘောမကျအောင်သဘောကျတာကင်မရာသုံးလို့ အပူကောင်းတဲ့အနေအထားဖြစ်သွားတာကိုကျွန်တော်ပါစင်နေအရတော့သဘောကျတယ်ကျန်တာကတော့ထူးဘူးလေဗျာဒါကြီးကဘာမှထွထွထူးထူးမှမဟုတ်တာပေါ့နော်အဲ့တော့အရင်ကြီးပြောင်းလဲလားဟိဆိုရင်တော့ကင်မရာဘိုင်းတွေတိုးတက်မှုလို့အရင်ကြီးကင်မရာကောင်းတဲ့ဟာတို့လိုချင်တဲ့ဟိဆိုရင်ဆက်ပြီးတော့ Xiaomi 17 Ultra လေးကိုစောင့်ပါ